တဏှာမှာခေါင်းကြီးတို့တည်းထီးတဲ့လွန်တဲ့သိစားမှုတွေကဘာတွေရှိသေးတုံးလို့စဉ်းစားပဲကြည့်မယ်ဆိုလို့ရှင်အတိညာမရှိဘူးဆိုတဲ့အခါမှာဘဝခကြီးကိုရှောက်လန်းကြပြီဆိုတဲ့အခါမှာဒါအခြေခံသိစားမှုတွေထီးတဲ့အစဉ်မြင့်နဲ့သိစားမှုတွေကြတော့ဘသူတွေကသိစားတော့ဆိုတဏှာကသိစားတတ်တယ်ဒိဋ္ဌိကသိစားတတ်တယ်မာနကသိစားတတ်တယ် တဏမာနဒိဋ္ဌိတို့ရဲ့အထင်နေအမြင်နေဟာမှားရဲ့နဲ့အထင်အမြင်နေများတာဖြစ်တယ်ပေါ့မှားရဲ့နဲ့အထင်အမြင်နေရှိလာပြီဆိုလို့ရှင်တဏရဲ့လိစားမှုကိုခံရပြီဒိဋ္ဌိရဲ့လိစားမှုကိုခံရပြီမာနရဲ့လှည့်စားမှုတွေကိုခံရပြီဆိုတဲ့ပုဂ္ဂိုလ်ဟာတဏ္ဍာရထဲမှာမျောယုံမရှိတယ်ဒီပုဂ္ဂိုလ်တွေကတဏ္ဍာရထဲမှာမျောသွားတယ်ဘုန်းကြီးတို့တွေလည်းဒီကနေ့ထီအောင်တဏ္ဍာရထဲမှာရှိနေခြင်းဟာ ဘသူရဲ့လှိစားမှုကြောင့်လဲလို့ဆိုတဏမာနဒိဋ္ဌိတို့ရဲ့လှိစားမှုတွေပဲပေါ့ဒါဖြင့်တဏကဘယ်လိုလှိစားတာတော့ဆိုအလုံးသိကြတဲ့အတိုင်းတဏရဲ့လှိစားမှုဟာသူကကိုယ်တဏမှာဖြစ်ပေါ်နေတဲ့ယုတ်တိနန်းတွေယုတ်နံခန္ဓာတွေကိုခန္ဓာ၅ပါးကိုခန္ဓာကိုခန္ဓာလို့မမြင်မဲနဲ့ဘာလို့မြင်နေုံလို့ဆိုရင်တဏရဲ့လှိစားမှုကအေတံမမဒါငါဟာငါဥစ္စာလို့ ဘယ်လိုမြင်နေတာလဲအဲ့တိုင်းမြင်မမြင်ကိုယ့်အကိုစဉ်းစားကြည့်လူတွေပြောနေကြတာအပြောတယ်မဟုတ်ဘူးငါဘဝငါမျက်လုံးငါနာငါနှာခေါင်းငါပစ္စည်းငါပိုင်နာအောင်အဲ့ဒါဘယ်သူကလိစားနေတာတုံးဆိုတဏှာလိစားတကယ်လဲထင်နေတာပဲတကယ်လဲထင်နေတာဟိုအပြောလေးတယ်မဟုတ်ဘူးတကယ်လဲထင်တယ် ဒီအထင်အမြင်ကိုပြောက်အောင်ဝိပဿနာဉာဏ်နဲ့ရှုနိုင်ခွာနိုင်မှဒီအထင်မြင်ပြောက်မှမြတ်စွာဘုရားကဘယ်လိုပဲဟောဟောဝိပဿနာဉာဏ်မဖြစ်ဘူးဆိုလို့ရှင် အပြောနဲ့အတွေ့အတာဖြစ်မယ်တကယ်အရှိဖြစ်လာမှာမဟုတ်ဘူးပေါ့သူပြောက်မသွားနိုင်သေးတယ်မြတ်ကလပါလို့မရဘူးတဲ့မြတ်စွာဘုရားကဟောတယ်ရူပံဘိက္ခေနတုမကရုပ်တရားဟာမင်းတို့ဟာမဟုတ်ဘူးတံပဇေထ အဲ့ဒီယုတ်တရားကိုဖယ်ထားလိုက်ကြဆွန့်လိုက်ကြဆွန့်လိုက်ကြလို့ဆိုတာယုတ်တရားပေါ်မှာတွေ့တံမှုတွေကိုဖယ်လိုက်ကြလို့ပြောမတွေ့ထားနဲ့ရူပံဘိခွေနတုံမကယုတ်ဟာမင်းတို့ဟာမဟုတ်ဘူးတံပဇေထဒါကြောင့်မို့အဲ့ဒီယုတ်ပေါ်မှာတွေ့တံမှုတွေကိုဆွန့်ပြစ်လိုက်ကြလို့ဒီလိုပြောဆွန့်ပြစ်ရင်ဘာဖြစ်တုံတံဝောပိဏံဟိတယဒုက္ခယဝိတတိအဲ့ဒီလိုဆွန့်ခွာနိုင်မှဟိတဒုက္ခလုံးဟာဖြစ်မယ်တဲ့ အခြေအနေတွေကောင်းပြီးတော့ချမ်းသာဒုက္ခရမယ်နော်ဒီလိုဟောတာမြတ်စွာဘုရားထို့တူပဲဝေဒနာဆိုတဲ့ခံစားချက်လေးကိုလည်းပဲငါခံစားချက်နော်ငါပြောတယ်ငါရဲ့ပျော်ရွှင်မှုငါရဲ့ပျော်ရွှင်မှုကိုလာပြီးတော့မဖြစ်စည်းနဲ့ဟောတကယ်လဲငါရဲ့ပျော်ရွှင်မှုလို့ပဲဒီလိုပဲထင်တာပဲနော်ငါရဲ့ပျော်ရွှင်မှုလို့ပဲဒီလိုပဲထင်အဲ့တော့ငါရဲ့ပျော်ရွှင်မှုစိတ်ညစ်တယ်ငါရဲ့စိတ်ညစ်မှုဟောဝေဒနာပဲ ဲ့ဒီဝေဒနာတွေကိုလည်းငါဟာလို့တကယ်ထင်းနေတာဘယ်သူကသိစားနာတော့ဆိုတဏှာကပဲသိစားနေတာပဲကျက်တော်ဗျာကဟောတယ်ဝေဒနာဂိခဝေနတုမကံဒီခံစားမှုတွေဟာမင်းတို့ဟာမဟုတ်ဘူးလေမင်းတို့ဟာမဟုတ်ဘူးခံစားမှုတက်တက်ပဲဖြစ်တယ်လေတံပဇဟထအဲ့ဒီခံစားမှုဝေဒနာတွေပေါ်မှာတွေ့ပြီးတော့မထားနဲ့လွတ်လိုက်ကြတယ်ပြောတာနော် တံပဇေထဝေဒနာကိုစွန့်လွတ်လိုက်ကြလို့ဆိုတာဝေဒနာကြီးကိုပြစ်ခိုင်းတာမဟုတ်ဘူးဝေဒနာကိုငါဟာဆိုတဲ့အတွေးနဲ့တွေ့ထားတဲ့တဏှာကိုစွန့်ခိုင်းတာဒီလိုဆိုလိုတာနော်တံဝောပိဏဟိတယဒုက္ခယဘဝိတ္တိတဲ့စွန့်ပြစ်လိုက်လို့ရှိလို့ရှိရင်ဆန္ဒဒုက္ခရားလိုက်မယ်လို့အေးငါဟာလို့တွေ့ထားသမျှဘာဖြစ်တုံးဆိုငါရဲ့ပျော်ရွှင်မှုလေးပျက်စီးသွားပြီဆိုတဲ့အခါလူတွေမှာ ဘာဖြစ်လာတော့ဆိုဒီပျော်ရွှင်မှုကထာဝရပျော်ရွှင်မှုမှာမဟုတ်တာပျက်စီးသွားတာနဲ့တပြိုင်တည်းဘာဖြစ်တုံဆိုတော့ကဆိုဖြစ်လာပေါ့ငါယုတ်လို့တွေ့ထားတဲ့ပုဂ္ဂိုလ်တရားဟာဒီယုတ်ကလေးကဖောက်ပြန်ပျက်စီးလာပြီဆိုတဲ့အချိန်မှာခြေမကန်ပြီလက်မကန်ပြီဖြစ်လာတယ်ဟောဒီလိုဖြစ်တာပေါ့နော်မျက်လုံးကိုငါမျက်လုံးလို့တွေ့ထားထားသည့်အတွက်ကြောင့်မျက်လုံးထဲမှာတိမ်ကြတာတို့ဘာဖြစ်တာတို့ညာဖြစ်တာတို့မျက်လုံးပျက်စီးတာတို့ပေါ့မှာဆိုရင်တော့ကတွေရောက်လာတယ် အဲ့ဒါဆိုရင်တော့ကတွေ့တာမှုကြောင့်ရောက်တာလို့ဒီလိုဆိုစဉ်းစားပြီးတော့ထားမယ်ဆိုအိုးမျက်လုံးကလည်းရုပ်သက်သက်ပဲတကယ်ကတော့သူ့အကြောင်းနဲ့သူဖြစ်တာပဲအခန္ဓာကိုယ်မှာရှိတဲ့ရုပ်တည်နံတွေကဆိုင်ရဆိုင်ရသူ့အကြောင်းကြောင့်ဖြစ်တာပဲသဘာဝတရားပဲတနေ့ကျရင်တော့ဒီအကြောင်းတရားတွေပြတ်သွားလို့ရှိရင်ဒါတွေလည်းပြတ်သွားမှာပဲတကယ်တော့ငါနဲ့မဆိုင်ဘူးငါငါနဲ့ဆိုင်တယ်လို့ထင်နေတာဆိုတဲ့ဒီအမြင်ကရှင်သန်ထွားကျိုင်းလာပြီဆိုလို့ရှိရင် ငါဟာဆိုတဲ့အတွေးဟာရောကြသွားငါဟာဆိုတာရဲ့တဏရဲ့လှည့်စားမှုတဏကိုဖယ်ရှားလိုက်တာနဲ့တပြိုင်တည်းငါဟာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းကြီးသိလာပေါ့အဲ့ဒါလို့သိလာသည့်အထိအောင်ဝိပဿနာကမ္မထံတရားကိုစ조사အထုတ်ခိုင်တာအဲ့ဒီအထိအောင်မရောက်သေးဘူးဆိုတာဘာမှတရားတို့တရားမျိုးမရနိုင်သေးဘူးနော်မဖြစ်နိုင်တာခိုင်းတာမဟုတ်ဘူးစဉ်းစားပါများလာလို့ရှင်ဖြစ်လာ တွေးတောပါများဆင်ခြင်ပါများလာလို့ရှိရင် ဖြစ်လာရအဲ့တော့ဖြစ်လာသည့်အထိအောင်တွေးတောဆင်ခြင်ပြီးတော့ကျင့်ကြံကြုတ်ကိုအထောက်ကြရမှာတဏှာပျောက်ခင်းသွားသည့်အထိအောင်နောက်ဆုံးမှာလျှော့ချနိုင်တယ်လေစဉ်းစားကြည့်ပေါ့ပြင်ဘက်ကပစ္စည်းတစ်ခုကိုပဲငါပစ္စည်းလို့တွေ့တန်လုံးနဲ့ပုံကိုတရားဟာမပေးရဲ့မကန်းရဲ့နဲ့နှမျောတွန့်တူပြီးတော့နေတယ်ဟောအဲ့ဒါလို့နေတဲ့အနေကိုဘာနဲ့တွေးရုံဆိုတဲ့အခါကျဩပစ္စည်းသင်္ခါရလူသင်္ခါရနော် ငါသိသွားလို့ရှိရင်ဒီပစ္စည်းတွေအလကားပဲဖြစ်မှာပဲလှူလိုက်တာငါကုသိုလ်ရသေးတယ်ဆိုပြီးတော့ဆုံးလွတ်မှုဆိုတဲ့ပစ္စည်းပေါ်မှာတွေ့တာတဲ့တဏှာကိုတရင်ကအပြည့်တော့ဖယ်ရှားလိုက်နိုင်တာပဲဒီအတွေ့ရလေဒါကြောင့်မို့လို့လှူနိုင်တန်းနိုင်တာပေါ့အလို့ဆိုဘယ်လိုလုပ်လှူနိုင်တန်းနိုင်မလဲလှူနိုင်တန်းနိုင်တယ်ဆိုတာဒီအတွေ့အကြောင်းမို့လို့ခိတ္တခဏခွာနိုင်တယ်သို့တော့ဒီအတွေ့ကြီးကအမြဲတွေးနိုင်သလားဆိုတော့မတွေးနိုင် အဲ့လိုမျိုးလို့ပဲရုပ်ခန္ဓာတွေပေါ်မှာလည်းပဲအမြဲတွေးနိုင်အောင်မြင်နဲ့အမြဲမြင်တဲ့ဟာကိုရှာလုံနိုင်အောင်လုံနိုင်လို့ရှိရင်ဒီတဏရော့ကျသွားတဲ့အခါမှာခုနကငါဟာဆိုတဲ့အတွေးမတွေးတော့ဘူးရဟန္တာဖြစ်သွားပြီဆိုတဲ့တဏကင်းသွားတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှငါမျက်လုံးဆိုတာလည်းမတွေးတော့ငါနားလို့လည်းမတွေးတော့ငါပိုင်နာတစ်ခုမှမရှိဘူးရုပ်တရားနံတရားတွေဟာ ူအလိုတိုင်းသူ့ဘာသူသူ့အကြောင်းနဲ့သူဖြစ်နေတဲ့အရာပဲဖြစ်ချိန်တန်လို့ဖြစ်တယ်ပြက်ချိန်တန်ရင်ပြက်သွားမှာပဲလို့ဒီအဆင့်ပဲသူတို့စဉ်းစားတယ်။ဒါကြောင့်မို့လို့ယန္တာပုဂ္ဂိုလ်တွေကြတော့ဘဝနဲ့ပတ်သက်လာတဲ့အခါမှာဘယ်လိုတွေးတော်တော်ဆိုသူတို့မှာဘဝကြီးတစ်ခုရထားလို့သာနေရတာနော်ဒီဘဝကြီးရဲ့ဝန်တုပ်ဝန်မိုးကြီးကအမတန်မှကြီးလေးတယ်လို့ယူဆတယ်။ရှင်သာရိပုတ္တရာကဒါကြောင့်မို့ဟောတာနော်ဘာရီတော်ဘဝဘာရီနာ ခီးရင်ဥစ္စာတွေတော့ရထား။ကောင်းကြီးကိုထမ်းထားရသလိုပဲတဲ့ဒီဘဝခန္ဓာကိုယ်ကြီးရထားတာဘဝကြီးရထားတာအမတန်မှလေးလံလှပါတယ်လို့။ဒါဒီလိုမြင်နေမှတော့ယူခြင်းမမလား။အဲခေါင်းကြီးတို့တွေအမတန်လေးတဲ့အထုပ်ကြီးကိုထမ်းလာတဲ့အခါမောမောပန်းပန်းဖြစ်နေဒီအထုပ်ကြီးကိုဆက်ပြီးထမ်းနေတာလားလွန့်ပစ်နေတာလား။မဖြစ်ပါဘူး။အေး နောက်ဆုံးမှာအမြင်ရလာပြီဆိုရင်ဒီခန္ဓာကိုအထုတ်ကြီးကိုဖြစ်ခြင်းပြစ်ခြင်းလာတာเนาะအဲ့ဒီပြစ်ခြင်းလာတဲ့ဆန့်ကျင်ဘက်အမြင်မျိုးရလာမှဒီတဏှာရဲ့လှိစားမှုဆိုတာကုန်သွားမှာတဲ့အဲ့ဒါလေးရင်တတတာလုံနေလို့ကတော့မရသေးဘူးเนาะဝေသေးဝေသေးတယ်เนาะတတတာလုံနေတတတာလုံနေသမျှတော့အထုတ်လုံမထင်သေးသမျှဝန်တော့ဝန်ဘူးကြီးတို့မမြင်သေးသမျှတော့ဒါလေးကိုတွေ့တားနေကြအောင်ပါပဲ ီလိုဆိုလို့တာအဲ့တော့တဏှာရဲ့လိစားမှုဟာအတ္တမကြောက်เสียကောင်းတယ်လှည့်စားလိုက်တာရုပ်လည်းငါဟာပဲဝေဒနာလည်းငါဟာပညာလည်းငါဟာပဲသင်္ခါရလည်းငါဟာပဲဝိညာဏလည်းငါအဲ့ဒီငါဟာဆိုတဲ့အတွေးတွေပျောက်ဖို့အတွက်မြတ်စွာဘုရားဒီတရားကိုဟောတာရူပံဘိကဝေနတုမကံဝေဒနာနတုမကံပညာနတုမကံသင်္ခါရေနတုမကံဝိညာဏနတုမကံ ခန္ဓာ၅ပါးသင်တို့ကမဟုတ်ဘူးတဲ့ဟောမဟုတ်ဘူးဆိုတာကိုမြင်အောင်လုပ်ဖို့ကိုယ်လိုပေါ့ဒီလိုဆိုလို့အဲ့ဒီလိုမြတ်စွာဘုရားကအမြင်မှန်ကိုပေးတဲ့အခါဘုန်းကြီးတို့တွေကလိုက်နာပြီးတော့ဖះဆုံးရတဲ့အတိုင်းတို့တို့ငါဟာမဟုတ်ဘူးဆိုတာဘယ်လိုလုပ်ကြည့်ရမလဲစဉ်းစားကြည့်နေကိုဟာလို့ဆိုလို့ရှိရင်ကိုပိုင်တယ်အခုဟာကစဉ်းစားကြည့် ကိုကနုနုပြိုပြိုလေးနဲ့တတလုံးဟောလာနုပြိုတဲ့အရွယ်ကလေးနဲ့လှလပပချောချောကလေးနေချင်တယ်နေလို့ရလားမရပါဘူး။ဟာဆိုနေရမှာပေါ့။ငါမဟုတ်ဘူးသူဟာဖြစ်နေတယ်နော်။သူဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အရာကြီးပဲ။ခေါင်းမိုင်ကစပင်လေးတွေမဖြူချင်ပါဘူးဆိုဖြူလာမှာပဲ။သွားမကြိုးချင်လို့ရောရရလားမရပါဘူး။ဒီလိုပဲတခုမှကိုဟာဆိုတာမဖြစ်လာဘူး။ ကိုယ်လိုတိုင်းမဖြစ်ဘူးသူ့လိုတိုင်းဖြစ်နေတဲ့အရာကြီးကိုကိုကငါဟာငါဟာနဲ့လုံနေတာအမှန်တမ်းမဟုတ်တဏရဲ့လှည့်စားမှုအောက်ကရည်စရာကောင်းတဲ့အနေထားတစ်ခုဖြစ်နေတယ်လို့ဒီလိုဆိုလို့တာနော်ဘာယ50ဆက်ထဲမှာမရှကဆိုတဲ့ငှက်ရှိတယ်အဲ့ဒီငှက်ရဲ့နာမည်ကသူကမရှကမရှကဆိုတာသူကဘာရောဆိုလို့ရှိရင်အဲ့ဒီငှက်ရဒီမြန်မာလိုပြောပေါ့လေမြန်မာလိုပြောတဲ့အခါ စ်ပင်တပင်ကအသီးတွေတီးလာပြီဆိုလို့ရှိရင်ကြံတဲ့ငှက်တွေကလာပြီးတော့အသီးတွေမှဲ့တဲ့အခါမှာစ်ပင်ကိုဝိုင်းအောင်ပြန်ကျလာပြီးတော့စားကြတောက်ကြတယ်ကအဲ့ဒီမရှက်တမရှက်ကဆိုတဲ့ငှက်ကတော့ဒါကငါဟာဒီဟာကငါဟာသူကလျှောက်ပြီးတော့ငါဟာငါဟာငါဟာနဲ့អော်နေတာသူတတိယကမစားလိုက်ရဘူးလေငါငါမអော်တဲ့កောင်នេះអាចသွားတာသူကတော့អော်နေတာ အဲ့တော့ဘုန်းကြီးတို့တွေလည်းတူတူပဲငါဟာငါဟာငါဟာဆိုရင်ကနေပြီးတော့ပိုးပြီးတော့နောက်ဆုံးသေသွားတဲ့အနေအထားမျိုးရောက်သွားတယ်။လူကတော့ငါဟာတော့မယ်ကြည်ရတာနော်။နောက်ဆုံးပြစ်လိုက်ရတဲ့အခါကျတော့ငါဟာဆိုတာမရှိတော့ဘူးအဲဒါဒီလိုဆိုလို့ရအဲ့တော့တဏှာရဲ့လှည့်စားမှုခန့်နေကြတာအမြဲတမ်းပို့ပြီးတော့ကြီးမာတယ်လှည့်စားမှုလို့ဒီလိုပြောတယ်။နောက်တစ်ခါမာနရဲ့လှည့်စားမှုဆိုတာရှိတယ်လေ။မာနဆိုတာထင်းနေတာ။ ငါလို့ထင်တဲ့အထင်မာနပဲအေတောဟမတမီနော်ကိုယ့်ကိုငါလို့ထင်တယ်ငါလုံနိုင်တယ်ငါစွန့်နိုင်တယ်ငါတတ်နိုင်တယ်ဒီလိုထင်တာမှမာနဆိုတာတွေကဝင်လာဝင်လာတဲ့အခါမှာငါလို့ရင်ဖြစ်တယ်လို့ဒီအတွေးတွေရောက်လာအဲငါလို့ရင်ဖြစ်တယ်ဆိုတာတကယ်ကတော့ငါလို့လို့ဖြစ်တာမဟုတ်ဘူးအကြောင်းအကျိုးညီညွတ်လို့ဖြစ်သွားတယ်ဆိုတော့ လူတွေကပြောကြတယ်မို့လားတရပင်၄ပါးလေးတစ်ပင်၄ပါးလေးစိုက်ထားတယ်ဒါငါစိုက်ထားတာငါစိုက်ထားတာဆိုတာကိုယ်ကတရပင်ပေါက်စေနိုင်တဲ့စိုင်းရတ္တိကိုယ်မှာရှိလားဆိုတော့မရှိဘူးကိုယ်လုတ်ပေးတာဘာလို့ဆိုအစီလေးကိုမြေကြီးထဲချပေးတာပဲရှိတယ်ကိုယ်လုတ်တာမြေကြီးကိုတူးတယ်တူးပြီးတော့တရစီကိုမြေကြီးထဲမြုပ်ပေးတယ်ဒါပဲကိုယ်လုတ်တာဒါပဲဒါပဲလို့ပြောတဲ့အခါငါစိုက်တာမပြောဘူးလား ငါစိုက်တာလို့ဆိုတယ်ငါစိုက်တယ်ဆိုပြီးတော့ငါအပင်လို့လည်းပြောတယ်ငါလှုပ်တာနဲ့ဆိုပြီးတော့တကယ်တော့ကိုလုံးနိုင်တာဘာမှသိရှိတာမှမဟုတ်တာဆရာဆရာအကြောင်းတရားလေးတွေနဲ့စုံစည်းပြီးလို့ဖြစ်သွားတဲ့အရာတစ်ခုဟောတယ်ငါလှုပ်လို့ရတာဟုတ်ဟောအိုတဲ့အခါကျတော့အေးမအိုအောင်နုပြောအောင်လှုပ်ဆမ်းမလားငါလှုပ်ငါလှုပ်တာလို့ပြောလို့ရတာမရပါဘူးအဲသဘင်လေးဖြူနေနဲ့ဆေးဆိုးလို့ရကောင်းရနိုင်သေးတာပေါ့နော် တော့ငါလုံးလို့ရတယ်ဆိုတော့ဒါလောက်ပဲရမှာပဲခါဝရရတာတော့မရှိဘူးလေအဲ့တော့ငါမလုံးနိုင်တာတွေအများကြီးငါလုံးတယ်လို့ငါလုံးတယ်လို့ထင်နေတဲ့အထင်ဟာမာနရဲ့အထင်ပဲဒါမာနရဲ့လှိစားမှုလို့ဒီလိုဆိုလို့ရတာနော်အေးနောက်ကြတော့ဒိဋ္ဌိရဲ့လှဲစားမှုကြတော့ကြည့်ငါအလိုတိုင်းဖြစ်တဲ့ငါရဲ့အတ္တသာဝရတည်မြဲတဲ့အတ္တဧသောမိအတ္တ ါငါရဲ့အတ္တပဲလို့ငါရဲ့ခိုင်မာတဲ့အရာတစ်ခုဖြစ်တယ်လို့ဒီလိုဒီငါဘဝကိုတည်ဆောက်တာသူကတည်ဆောက်တယ်ချမ်းသာဒုက္ခကိုခံစားတာစိတ်ရင်ဥစ္စာတွေအကျိုးတရားတွေကိုခံစားတာလူဖြစ်ရင်လူစည်းစိမ်ခံစားတယ်၊နတ်ဖြစ်တဲ့အခါနတ်စည်းစိမ်ခံစားတယ်၊ပြမဖြစ်ရင်ပြမစည်းစိမ်ခံစားတယ်။ဒီခံစားသူကငါ့ရဲ့အတ္တပဲလို့ဒီလိုယူဆပြီးတော့ပြောဆိုတာကြတော့ဒိဋ္ဌိရဲ့လှည့်စားမှု ဒိဋ္ဌိရဲ့လက်စားမှုဟာဘလောက်ထိအောင်များတော့စဉ်ခန္ဓာနဲ့ပတ်သက်လာတဲ့အခါဒိဋ္ဌိရဲ့လက်စားမှုက20ရှိတယ်ပေါ့ရုပ်နဲ့ပတ်သက်ပြီးတော့၄မျိုးရှိတယ်ဝေဒနာနဲ့ပတ်သက်ပြီးတော့၄မျိုးသင်္ခါညာသင်္ခါရဝิญဉ္ဇဉ်တို့နဲ့ပတ်သက်ပြီးတော့၄မျိုးတဲ့အဲ့ဒီ၄မျိုး၄မျိုး၅လီပေါင်းလိုက်တဲ့အခါ20ဒါကိုတက္ကရာဒိဋ္ဌိ20လို့ခေါ်တာပဲခန္ဓာနဲ့ပတ်သက်လာတဲ့အခါမှာ ရုပ်ကိုငါလို့ထင်နေဝေဒနာကိုငါလို့ထင်နေတင်ညာသင်္ခါရဝိညာဉ်တို့ကိုငါလို့ထင်နေဟောကျန္နာတွေကိုငါဟာလို့ထင်နေငါဟာလို့ထင်နေတယ်မယ်ငါဟာကငါကဒီအတ္တဆိုတာကရုပ်ဝေဒနာတို့ရဲ့တရားဖြစ်တယ်ရုပ်ဝေဒနာတင်ညာသင်္ခါရတို့ကအတ္တရဲ့တရားဖြစ်တယ် ਨੇ အမျိုးမျိုးဖုံမှုလေးမျိုးလေးတက်လေးပဲလေးတန်ကစဉ်းစားပြီးတော့မြင်တဲ့အမြင်တွေမှန်သမျှဟာမှားရွေးတဲ့အမြင်တွေကြီးပဲတဲ့ အယူအဆနဲ့ပတ်သက်ပြီးတော့မှားရတဲ့အမြင်တွေကတောတပံဖြစ်သွားတော့မှရှင်းလင်းသွားနိုင်တယ်ပေါ့အေးဒါကြောင့်ဟိုရဲ့ဒိဋ္ဌိရဲ့လှည့်စားမှုတွေကြောင့်မို့လို့တတန်တရားလုံးဟာခေါင်းကြီးတို့တွေမှားရတဲ့အမြင်ကြီးကိုဆုတ်ကန်ထားပြီးတော့တဏ္ဍာရဲမှာလေကြရဒါလဲတဏမာနဒိဋ္ဌိတို့ရဲ့လှည့်စားမှုဟာအကြီးအကျယ်ဆုံးပဲလို့ဒီလိုပြောတာနော်အဲ့ဒီတဏမာနဒိဋ္ဌိတို့ရဲ့လှည့်စားမှုမခံရအောင်မလုပ်ရဘူး။တမ္မာဒိဋ္ဌိ မှန်ကန်တဲ့အမြင်ကိုမြင်ဖို့လိုတယ်။မှန်ကန်တဲ့အမြင်မြင်အောင်သမာသင်္ကပ္ပမှန်ကန်တဲ့အတွေးကိုတွေးဖို့လိုတယ်။အေးမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အတွေးတွေးပြီးတဲ့အခါမှန်ကန်တဲ့စကားပြောရမယ်။မှန်ကန်တဲ့စကားပြောပြီးမှန်ကန်တဲ့အလုပ်လုပ်ရမယ်။မှန်ကန်တဲ့အလုပ်လုပ်ခြင်းဖြင့်ဘဝမှာတက်ရှင်နေထိုင်ဖို့အတွက်အတမွေးဝမ်းကြောင်းရလဲမှန်ကန်ရမယ်။အဲဒါလို့မှန်ကန်ဖို့အတွက်မှန်မှန်ကန်ကန်ကြိုးစားအားထုတ်ခြင်းဆိုတဲ့ တမဝါယာမရှိရမယ်ကြိုးစားပြီဆိုရင်မှန်ကန်တဲ့တတိနဲ့ကြိုးစားဖို့လိုတယ်တမတတိတတိရှိလာပြီဆိုတဲ့အခါစိတ်ကြည်ငြိမ်မှုကအရေးပါတယ်စိတ်ကြည်ငြိမ်မှ အမှန်တည်တယ်ဆိုတာလာတဲ့ဟောမဂ်ကင်၈ပါးကိုယ်တဏ္ဍမှာထူထောင်အောင်အဲ့ဒါလို့ထူထောင်ခြင်းဖြင့်အမှန်မြင်ခြင်းဟာ အမှားကိုဖယ်ရှားနိုင်တဲ့အထိပ္ပယ်ခုနလိုရူပံဘိခွေနတုံမကံတံပဇေထဆထအမှန်မြင်တာပဲလေရသော်ဘုရားက အနိစ္စံရူပံအနိစ္စံရူပံတိပတ္တိတသဟောတိတမ္မာဒိဋ္ဌိတဲ့မမြဲတဲ့ယုတ်ကိုမမြဲဘူးလို့မြင်တာဟာတမ္မာဒိဋ္ဌိပဲတဲ့ကိုကနေပြီးတော့မမြဲမမြဲတဲ့ယုတ်ကိုကိုကသွားလုံးလို့မမြဲတာမှမဟုတ်တာငါကောကမမြဲတာကိုမမြဲဘူးလို့မြင်မှုလို့အပ်တာပေါ့ဆင်းရဲတာကိုဆင်းရဲတယ်လို့မြင်တာတမ္မာဒိဋ္ဌိပဲကိုမပိုင်တဲ့အရာကိုမပိုင်ဘူးလို့မြင်တာဟာတမ္မာဒိဋ္ဌိလို့မှန်ကန်တဲ့အမြင်လို့ခေါ်တယ် အဲ့ဒီလိုမှန်ကန်တဲ့အမြင်ရှိမှတဏှာရဲ့လှဲ့စားမှုလဲကင်းနိုင်တယ်မာနရဲ့လှဲ့စားမှုလဲကင်းနိုင်တယ်ဒိဋ္ဌိရဲ့လှဲ့စားမှုလဲဖယ်ရှားနိုင်တယ်အဲ့ဒါတွေမဖယ်ရှားနိုင်တဲ့များကာလပတ်လုံးတဏှာဝုစင်းရဲ့ထဲမှာတဝဲလည်လည်နဲ့ခံရရအောင်ပါပဲလို့ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဘုရားမြတ်စွာသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါစိတ်ထဲမှာဖြစ်ပွားနေတဲ့အဆိုးတရားတွေရဲ့လှဲ့စားမှုတွေကိုမခံရအောင် ဘုန်းကြီးတို့တွေမဂ်ကင်၈ပါးကိုယ်တဏ္ဍာမှာခိုင်ခိုင်ပါပါကြီးတိဆောက်ထားခြင်းထို့သောတိဆောက်ထားတဲ့မဂ်ကင်လမ်းမအတိုင်းလျှောက်လန်းခြင်းဖြစ်လာတယ်အလှဲ့စားမှုမခံရမှာဖြစ်တယ်ဆိုတာကိုသိပြီးမဂ်ကင်၈ပါးမရှိမှပฏิပဒါအကျင့်တရားကိုကျင့်သုံးလိုက်နာခြင်းဖြင့်အစိုးတရားတို့ရဲ့လှိစားမှုများကိုဖယ်ရှားနိုင်ကြပါစေကုန်သတည်း